နံပါတ်1ကမြို့သမီးတယောက်ကိုသူ့ရဲ့မိဘတွေကနေပြီးတော့အိမ်တော်ရဲ့သားချပေးတယ်ပေါ့။ဟော။ဒါအိမ်တော်ရဲ့သားကြတဲ့မြို့သမီးတွေအတွက်ကြီးပဲပြော။မြို့သမီးမိဘတွေကကောင်းကျိုးချမ်းသာဖြစ်ဖို့မျှော်လင့်ချက်နဲ့ကိုယ့်ရဲ့သမီးကိုအိမ်တော်ရဲ့သားချပေးလိုက်တယ်တဲ့။ အလိုအိမ်တော်ရဲ့သားချပေးတဲ့အမျိုးသမီးဟာကိုယ့်ရဲ့အိမ်တော်ဘက်ပေါ်မှာဟိုတရားချပြမှုရှိတယ်။ဝတရားချပြစွာနေထိုင်နေတတချက်နော်။ဝတရားချပြနာအဲ့ဒါဝတရားချပြနာတဲ့ဒါကုသိုလ်ရနေတဲ့သဘောရှိတယ်။ကိုလိုရမယ့်ဝတရားကိုချပြပြလောက်ပြီးတော့မေတ္တာနဲ့နေထိုင်နေတဲ့ နောက်တစ်ခုကဘာလို့ဆိုရင်မိမိရဲ့အိမ်တော်ဘက်ကကရုကတော့ဖြူပြီးတော့လေးစားရတဲ့အမေတို့အဖေတို့ဆိုရောက်ခမပေါ်လေးခုခဲ့ပြောင်းလဲဆိုင်အိမ်တော်ဘက်ရဲ့မိဘတွေသူကိုယ်ွယ်တဲ့ဖာသာအဲ့ဒီအရေးပေါ်မှာ သူကတလေတစားကိုတရားခြေပြွန်စွာ ဆောင်ရွက်ပေးတယ်ဒါတခုဒါဒုတိယမြောက်ကုသိုလ်တယ်ဒါဟုတ်လူတွေကကုသိုလ်စင်နဲ့တော့မထည့်ပါဘူးဗျာတရားနော်ကိုတရားခြေပြွန်စွာ ဆောင်ရွက်တယ်နံပါတ်3ကအိမ်မှုလုပ်ငန်းနေနဲ့ပတ်သက်လာတဲ့အခါမှာသူဟာလှုပ်တတ်တယ်၊ကိုင်းတတ်တယ်၊ချက်တတ်တယ်၊ပြုတ်တတ်တယ် အလုံးအတွက်စီမံခန့်ခွဲချက်ပြုတ်မပြင်းမရိအိမ်မှုကိစ္စတွေကိုလုပ်တယ်တဲ့ပြောမှဆိုရင်ဒါလဲကုသိုလ်တစ်ခုပဲကြွရလားဒါဆိုကုသိုလ်လို့မထင်ကြဘူးလေဒါသူလုံးဝမဲ့ဝတ္တရားတွေကိုသူချစ်ချစ်ပြင်းပြင်းလုပ်တယ်ပေါ့နောက်တစ်ခုကပါတော့အိမ်မှာကိုယ့်အိမ်မှာ ဝိုင်းကူပြီးတော့လှုပ်တဲ့အိမ်ကခိုင်းနေတဲ့ပုဂ္ဂိုလ်တွေလှုပ်သမားတွေရှိတယ်သူတို့ကိုအုပ်ချုပ်တဲ့ခံမာတဲ့လှုပ်ရင်လှုပ်သလိုမလှုပ်ရင်မလှုပ်သလိုခွဲခြားသေးတယ်အလုပ်ကြိုးစားရင်ကြိုးစားသလိုအလုပ်မကြိုးစားဘူးဆိုရင်မကြိုးစားတဲ့အတိုင်းတားခွဲခြားပြီးတော့သူတို့ကိုပြေးတဲ့ကံနဲ့မလှုပ်တဲ့လူ စုပေးတတ်ပေးပေါ့တုတ်တဲ့လူပို့ပြီးတော့ကိဥဆိုင်ပေးတယ်နေမကောင်းတိုင်းမသာရှိလာလို့ရှိရင်ဟိုနေဝန်ကကောင်းတိုင်းမသာရှိလို့ရှိရင်သူ့ဆေဝကုသပေးတယ်ပေါ့ကိုယ်ရင်ကလူတွေကိုနော်နေနေမကောင်းတိုင်းမသာရှိလို့ရှိရင်လည်းခွင့်ရတိပေးပြီးတော့ညတာမှုထားတယ်ပေါ့ သူနဲ့တန်နဲ့လှုပ်ဖက်လှုပ်ပြီးတော့ညတာမှုတွေပြုတယ်။နောက်အိမ်မစားစရာတောက်စရာရှင်းတယ်။ညီလူညီမြခွဲဝေပြီးတော့ပေးတယ်။ဒါနဲ့တအားလည်းကုသိုလ်တို့ပြောတာ။ဒါနတ်သမီးဖြစ်ဖို့ရာအတွက်ဒါတွေကလည်းကုသိုလ်တွေဖြစ်တယ်။ဒါတွေကိုလည်းယူရအလုပ်လို့ဆိုပြီးတော့ကုသိုလ်လို့တော့မထင်ကြဘူး။ဒါလည်းကုသိုလ်ပဲတဲ့။နောက်နံပါတ်5ကတော့ ိုယ့်ရဲ့အိမ်သားကအပြင်းမသွားပြီးအလုတ်လုတ်ပြီးရှာဝေးလာခဲ့တဲ့ငွေချေးတနဥစ္စာပစ္စည်းတွေကိုမခိုးမဝက်မထိမ့်မချံမသုံးမဖြုံးမဲအကိုယ့်အိမ်အောင်ပဲမသိအောင်တိတ်တိတ်ပုံခိုးဝက်တာတို့သုံးဖြုံးတာတို့မလုတ်ဖဲနဲ့သူဟာတည်တည်ချာချာ စနစ်တကျစီမံခန့်ခွဲပြီးတော့တိန်သားလုံးအတွက်အသုံးပြုတယ်။ရှားလာတဲ့ပစ္စည်းထိမ့်သိမ်းရှောက်ရှောက်တယ်ပေါ့။ဒါကိုဆိုလို့တယ်။စီးတဲ့ရေအော်ခန့်တဲ့ကတဲ့ဆိုလို့ပေါ့။စီးလာတဲ့ရေတွေကိုပျောက်ပြတ်မသွားအောင်တမန်နဲ့စီးပေးထားတယ်ပေါ့။ ကသင်းနဲ့စီးပေးထားတယ်လက်ထဲမှာရေးသွင်းတာအဲ့ဒါလို့ရှားလာတဲ့ပစ္စည်းကိုပျောက်ပြဲမှုမရှိအောင်သူကစီမံဆောင်ရဲ့ပေးတယ်အဲ့ဒီငါးချက်ကကြည့်ရမယ်ဆိုရင်ဒါအိမ်အောင်ပဲစနီးတယ်များလိုက်နာကျင့်သုံးရတဲ့တောင်းဝတရားပဲဒါသူရဲ့တောင်းဝတရားကိုသူခြေပြောင်းလုပ်တယ်လို့သူဆိုလို့တယ်ပေါ့ အဲ့ဒီတောင်တရားချေပြွန်ခြင်းဟာဟိုထူးခြားတဲ့ကုသိုလ်ကြီး မဟုတ်တော့လည်းပဲဒါကုသိုလ်ပဲအပြစ်ကင်းပြီးတော့အများပေါ်မှာမြတ်မြတ်တာတာမေတ္တာထားပြီးတော့လှုပ်တာဖြစ်လို့မေတ္တာနဲ့လှုပ်တာဖြစ်လို့ဒါလည်းကုသိုလ်ပဲလို့သူဆိုလို့ဒီငါချက်ကဒါရိုးရငါချက်ပဲဖြစ်တယ် နောက်ထပ်နံပါတ်6ကြတော့မနာဘကကြီးကသတ္တမိဖြစ်ဖို့ဒါကြတော့ဘာသာရေးဘက်ကဆက်နွယ်လာပြန်တယ်နော်ဖျားဟုကိုးွယ်တယ်တရားဟုကိုးွယ်တယ်တန်ခါဟုကိုးွယ်တယ်ဘုရားန္တရဏကိစ္ဆာမိဓမ္မန္တရဏကိစ္ဆာမိတန်ခါန္တရဏကိစ္ဆာမိရှရဏသုံးပါးကိုကိုးွယ်စိကတုဖြစ်တယ်အဲ့ဒါဆိုရင်တော့ဘာသာကြားရေးကဘလို့လုပ် ဖောဒန္တရဏကိစ္ဆမိဓမ္မန္တရဏကိစ္ဆမိသံဃန္တရဏကိစ္ဆမိဖယတရားတန်ကကိုယ်ပဲတိုက်တဲ့ယရဏများကိုကိုယ်ပဲလဲစကတ်တယ်တရဏဂုံတီးတယ်ဗောဆိုလို့တယ်ဒါနမချော့အဲ့ဘုရားဝဒမဟုတ်ရင်တော့ဘုရားတရဏကိစ္ဆမိဓမ္မတရဏကိစ္ဆမိသံဃန္တရဏကိစ္ဆမိတော့ပါမှာမဟုတ်ဘူးသို့တော့ သူကိုးွယ်တဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းဆိုလို့ရှိရင်တော့အထိုင်တယောက်တော့ကျိုးရှိမှာနော်သူတော်ကောင်းကိုကိုးွယ်တဲ့ဆိုရင်တော့ထိုင်တယောက်ကျိုးရှိရမှာပြီးတော့လိုင်းနာကျင့်သုံးတဲ့တရားကကောင်းတဲ့အကျင့်တရားဆိုရင်လည်းကျိုးရှိမှာပဲဒါကျိုးမရှိဘူးလို့ပြောလို့မရသူတို့လည်းအကျိုးရှိနိုင်တယ်ပေါ့နောက်တစ်ခုကနမခွန်ကြတော့ပါတော့ ကိုချင်းသီလနဲ့ပြည့်စုံတယ်အဲ့ဒါတော့ဒါသီလပဲရောက်လာအဲ့ဒီကိုချင်းသီလဆိုတော့ဘာသာကြားပဲဖြစ်ဖြစ်ဘုရားဘာသာပဲဖြစ်ဖြစ်ဒါကိုချင်းသီလဒီကိုချင်းသီလတော့ရှိအောင်ဘာလို့လဲသူများတဲ့တချင်းကရှောင်ရမယ်သူများဥစ္စာမတရားယူတာရှောင်ရမယ်ကာမေတုမေဆဆရာရှောင်ရမယ်မုသာဝရရှောင်ရမယ်သူရမေတရားရှောင်ရမယ် အဲ့ဒီရှောင်ကျင်မှု၅ရက်မရှောင်ရင် तू ကဒုစရိုက်ပဲလေဒါနော်တော့ကမှရာဇဝမှုဖြစ်တာပဲလူရဲ့ဥပရိမှာသူ့တိုင်ရင်တော့ပြည့်မရှိဘူးသူ့တိုင်ရင်ပြည့်ရှိတယ်လို့လူဥပရိရတာခွဲတာဘာသာတရားမြတ်စွာဘုရားဟောတဲ့တရားကြတော့ဘုသူတတ်တတ်ထူလူပဲပါဏာတိပါဒဖြစ်တာနော်သို့တော့အတိုင်းတားခြင်းတော့မထူတတ်ဘူးပေါ့ သူတော်ကောင်းတတ်တာနဲ့တိယုံမတတ်တာနဲ့မတူဘူးပေါ့အဲ့လိုတော့ကြွယ်ပြချမ်းသာမှုတွေရှိတယ်။တာမန်ပုဂ္ဂိုလ်တယောက်တတ်တာနဲ့ကို့မိဖေးတတ်တာနဲ့မတူဘူး။တာမန်ပုထုဇဉ်တယောက်တတ်တာနဲ့ယဟန္တာပုဂ္ဂိုလ်တတ်တာနဲ့မတူပြန်။ကိုကျင်းတိရရှိတဲ့ပုဂ္ဂိုလ်တတ်တာနဲ့ကိုကျင်းတရားမရှိတဲ့ပုဂ္ဂိုလ်တတ်တာမတူပြန်။ဒါမတူတာပါမတူတာတော့ဆိုအချိုးပေးတာမတူတာပြောတာ။ပို့ပြီးတော့အပြစ်ချီးတယ် အသက်ခံရတဲ့ပုဂ္ဂိုလ်ဟာကုချင်းတရားကောင်းလေလေအီချင်းရှိလေလေတတ်တဲ့ပုဂ္ဂိုလ်မှာပို့ပြီးတော့ပြည့်ချည်လေဒါတော့တဘာဝကြပါလေတဘာဝကြပါအလုံးတူတယ်ဆိုတော့တဘာဝမကြဘူးเนาะအဲ့တော့ဖေတ္တဝါကိုမှမတတ်ဖူးရှောင်တယ်သူများပစ္စည်းကိုဘယ်တော့မှဟိုမပေးပဲနဲ့ သူများပစ္စည်းကိုလိမ့်ယူတာညာယူတာခိုးယူတာတခုမှမလုပ်ဘူးရှောင်နေကာမေတုမိစ္ဆာစာရနော်ကိုနဲ့တရားဝင်လက်ထပ်ထားတဲ့ပုဂ္ဂိုလ်မဟုတ်တဲ့ပုံမှာသွားပြီးတော့ဆက်ဆံမှုလုပ်တာမရှိဘူးရှောင်နေဘုဒ္ဓဝါရသူတော်ဘာအကျိုးပြက်ပြားသောအောင်လိမ့်နည်းလေးပြားပြောတာမျိုးမရှိဘူးရှောင်နေအယက်သေးစာမှုရေစေဝတောက်စားတာမရှိဘူးရှောင်နေဒီရှောင်ကျင်မှု